ဆူဆာရဲ့တခြားတစ်ပတ်မိမိကိုမိမိတေချောင်းကြံစီခြင်းဟာအင်မတန်မှကို အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့လည်းအသိပညာတွေပေးကြတယ်။အခုညီတွေဘလို့ယူနိုင်တဲ့အကြောင်းပြောပြကြတယ်။ကျွန်တော်ကိုယ်တိုင်လည်း၄-၅ပုံမကရေးခဲ့ဘူးပါတယ်။ ဒီဆောင်ပါမှာတော့လူပြောနေတဲ့ရှုထောင့်တစ်ခုကနေချင်းကပ်ရေးသားမှာပါစွန်ဆိုင်နဲ့ပတ်သက်ပြီးလွဲမာတဲ့အမြင်တွေရမသွားစေဖို့တော့အဆုံးလုပ်အောင်စ조사ရေးပါမယ်စွန်ဆိုင်လောက်သွားတယ်ဆိုရင်တရင်ကြတဲ့လူတရားမှာတရားလုံးကသနာကြတယ်စုတ်တက်သက်ဖြစ်ကြတယ်တစ်ဆက်တည်းမှာကြံရင်ခဲ့တဲ့သူတွေကိုအပြစ်တင်တာလည်းရှိတတ်တယ်ဥပမာမိဘမကောင်းလို့ဖြစ်တာမိသားစုကမနှွေးထွေးလို့ဒီလိုလုပ်သွားတာနေမှာ အိမ်တော်မကြောင်ရီးစားကြောင်လှုပ်သွားတာလူများသိလိုက်ရရင်တော့အဲ့ဒီလူတေပေတော့ပဲအညာမှာမြင်ခဲ့မှုတဲ့မိသားစုတစုဆိုရင်ပါလေးရောက်ကိုကိုကိုတက်တည်သွားတာ၁၀နှစ်လောက်ရှိပြီဘာလို့မှလည်းဘယ်သူမှမသိရဘူးလူတွေကလည်းစကားဆက်မိတိုင်းနှကောင်းရှုံကြတော့သူတို့ကိုယ်တိုင်လည်းငါတို့ဘာမှသွားလို့ငါတို့သားလေးဒီလိုလုံသွားတာလဲဆိုတော့အပြည့်ရှိစိတ်ကသူတို့ကိုယ်သူတို့ထမ်းပိုးထားရတော့မယ် တကယ်လဲလုပ်ငန်းခွင်မှာအနိုင်ကျင့်ခံရလို့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရလို့အိမ်တွင်းကြမ်းဖက်မှုကနေမလုံမြောက်နိုင်လို့ရေစားကအနိုင်ကျင့်လို့ချိန်ချောက်လို့စသဖြင့်အကြောင်းရင်းတွေကြောင့်လုံသွားတာတွေလည်းမရှိဘူးမဟုတ်ပါဘူးရှိပါတယ်။ဒီအခါတိတ်လွန်သူတွေအတွက်ဒေါသထွက်ကြတယ်စာနာပေးကြတယ်ဒီအတွက်လူမှုပြစ်ဒဏ်ခတ်ကြတယ်ကဲ့ရဲ့ရှုံချကြတယ်ကောင်းတဲ့ကိစ္စပါပဲ။သို့ပေမဲ့အဲ့ဒါတွေရဲ့ဘေးထွက်ဆူဂျူလည်းရှိလာတယ် ဘယ်ရမဆိုအကောင်းနဲ့အဆိုတွန်တွဲနေတာမဟုတ်လားတမီးစားကိစ္စပဲဆိုကြပါတော့တမီးစားတွဲတွေမှာဖြတ်သွားတယ်လမ်းခွဲလိုက်တယ်ဆိုတာသူသူကိုကိုလုံးကြတယ်ကြုံကြရပါတယ်တချို့ဆိုတစ္ဆာဖောက်ကြတယ်ကိုတိလက်ရောက်ပါရိုက်နှက်ကြသေးတယ်ဒါပေမဲ့အကလေးနဲ့ဒိုးတာပဲတပတ်လူကပူပေါင်းဖြစ်နေတော့ပေါက်သွားတယ်ဆိုလိုပဲကိုနဲ့ပတ်သက်မိတဲ့သူကငယ်ဘဝကရခဲ့တဲ့စိတ်ဓာရတွေကြောင့်ဖြစ်ဖြစ် ကိုကြောင့်အသေးကွဲရတဲ့တံကိုမခံနိုင်ပဲဒီလမ်းကိုရွေးသွားတဲ့အခါကိုမယူရပါပဲလူတက်တရခံဖြစ်သွားရတော့တယ်အထူးသဖြင့် celebrity တွေနဲ့ပတ်သက်လာရင်ပိုဆိုးတယ်ဘသူကြောင့်ဘယ်ဝါကြောင့်တက်တည်သွားတာလဲဆိုတာနဲ့ဒေါသထွက်နေတဲ့ဒီလူအုပ်ကြီးကရောက်လာပြီးဆဲဆိုဖြစ်တင်ကြတော့တာပဲတကယ်တမ်းသူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကိုကိုလဲမီဒီယာမှာပါသလောက်အပေါ်ယံကလေးပဲသိတာလေဒါပေမဲ့ ခုခုတော့ဝင်ပြောလိုက်ရမှဆုံးဖြတ်ပေးလိုက်ရမှဆိုတဲ့စိတ်ကရှိနေကြတာဒါဒီနေ့ခေတ်လူတွေရဲ့ထုံတမ်းဓလိလူကိုဖြစ်နေတာပေါ့တရားရုံးထက်ဆိုရှယ်မီဒီယာခုံရုံးကဆွဲချက်တင်တာမြန်နေအမိန်ချတာလည်းမြန်နေဘာတက်သေးမှလည်းရှာမနေဘူးပြနေလည်းမယုံဘူးကုံကုံပြောရရင်အပြင်ကတရားရုံးကအပြစ်မရှိပါဘူးလို့လွတ်လိုက်ရင်တော့ဒီပေါ်မှာတော့ထာဝရအပြစ်သားပဲဒါကိုလည်းနားလေတယ် တရားရုံးမှာအပြစ်ပေးအရေးယူလို့မရနိုင်တဲ့ကိစ္စတွေလည်းအများကြီးရှိတာကိုအကောင်းနဲ့အဆိုးထွန်းတွဲနေတယ်ဆိုတာအဲ့ဒါကိုပြောတာပါကိုကိုကိုထိခိုက်နစ်နာအောင်လုပ်တာပေချောင်းကြံစီတာတွေနဲ့ပတ်သက်လို့လေ့လာကြည့်တဲ့အခါဆက်နွယ်နေတဲ့ခံစားချက်တွေရှိတယ်လို့သိရတယ်ဆက်ရှင်တန်လူစိတ်မရှိတော့တာတွေအပြစ်ကိုဖြေပြောက်လိုတာတွေအမားကိုပြန်လဲပေးဆက်လိုတာတွေလက်ရှိဘဝကဆိုးလုံးလို့ ဒီကနေလုံမြောက်ပြီးနောင်ဘဝကိုအစ်စ်ကနေ restart ပြန်လုပ်မယ်လို့တွေးလိုက်တာတွေစသဖြင့်အများကြီးပေါ့အဲ့ဒီတဲမှာဘာတွေလဲပါသေးလဲဆိုရင်လက်စားချေလို့တဲ့စိတ်လဲပါတယ်ကိုနဲ့သက်ဆိုင်နေတဲ့သူတွေရဲ့စိတ်နေစိတ်ထားအပြုတ်မှုတွေကိုထိန်းချုပ်ထားလို့တဲ့စိတ်လဲပါတယ်အပြစ်ရှိတယ်လို့နာကျင်ခံစားသွားစေတဲ့စိတ်လဲပါတယ်ရှေ့မှာပြောခဲ့တဲ့အိမ်တော်ကြီးသမီးကြီးစားကိစ္စတွေနဲ့ဥပမာပေးရရင်လဲ နင်ကငါ့ကိုထားသွားပြီးပျော်နေတယ်ဟုတ်လားအေးမပျော်စေရဘူးဆိုပြီးလှုပ်သွားတာတွေရောမရှိနိုင်ဘူးလားမိဘကကိုကိုအတင်းထိန်ချုပ်ကန့်သက်ထားတယ်ငါသေးသွားမှသူတို့နောင်တရပြီးကြံနေခဲ့ရမယ်ဆိုတဲ့အတွေးရောမရှိဘူးလို့ပြောနိုင်လားငါဘဝပြတ်တယ်လို့နင်ဘဝလည်းပြတ်စေရမယ်ဆိုတဲ့လက်စားချေလို့စိတ်တွေရောမပါနိုင်ဘူးလားဒါကြောင့်လေကိုတကယ်တေချာမသိတဲ့ကိစ္စတွေကို တတ်နိုင်သမျှဝင်မပါဘူးတခုခုပြောချင်ရင်တော့တဆုံးမပြောကြဘူးမကြခဏရေးဖြစ်ပြောပြတာပါစမ်းကြုံရင်နှုတ်လို့ရပါမယ်စကားကြုံရင်နှုတ်မရဘူးဆိုတာလိုပါပဲပြီးသွားကမှကိုရီထင်တယ်လို့မဟုတ်ဘူးဆိုတော့ဘလို့ပြန်တောင်းမှန်ပြန်တောင်းမှန်တပတ်လူရဲ့တန်ရာကအကောင်းတိုင်းပြန်မဖြစ်တော့ပါဘူးအစိတ်တောင်ဆက်ဆံရေးတွေမှာလဲအဲ့ဒီအလေးထားကိုတွေ့ရတတ်တယ် ငါကငါတခုခုလှုပ်လိုက်မှာနော်ဆိုတဲ့စကားနဲ့တပတ်လူကိုထိုင်းချုပ်ထားတာပေါ့ကိုကိုထားသွားအောင်ကိုဖြစ်ချင်တာတွေလှုပ်ပေးအောင်ဒီလိုကြိုးကင်ထားတာတပတ်လူကစိတ်ပျော်လေးတနာတတ်လေးပူဆိုးလေးပေါ့တချို့ကြတော့စကားနဲ့တည်းမဟုတ်ဘူးကြံစီအားထုတ်လှုပ်ပြတဲ့အထိပါရှိတယ်သူတို့ကိုသူတို့ထိခိုက်အောင်လှုပ်တယ်အဲ့ဒီအခါတပတ်လူကအကြောက်ကြီးကြောက်သွားတယ် ်ချစ်လို့စိတ်ပူတာလည်းပါမှာပေါ့သူ့ပြစ်ဖြစ်မှာဆိုတဲ့စိတ်ငါကြောင်ဆိုတဲ့အပြစ်ရှိစိတ်ကတော့ပုံများလိမ့်မယ်လို့ထင်တယ်အဲ့ဒီတော့တပတ်လူကြိုးကင်သည်။ငိန်နေလိုက်ရရောတကယ်သာလှုပ်သွားခဲ့ရင်လေပဝင်းကျင်မှာရစရာမရှိအောင်အပြောခံရတော့မှာကိုနောက်ပြီးဆက်ဆွေ harassment လို့ခေါ်တဲ့လိန်ပိုင်းဆိုင်ရာအနောက်ရက်ပေးခံရတဲ့ကိစ္စတွေနဲ့လေဥပမာပေးရမယ်လို့ထင်တယ်လူမတိသူမတိကျူးလွန်ခံရတာတွေအများကြီးရှိတယ် အွန်လိုင်းပေါ်ကိုရောက်လာလဲအများစုကဟိုလိုလိုဒီလိုလိုနဲ့ပြီးသွားရောတတ်တည်လဲကြာရခတ်တယ်လို့တရားဥပဒေအရအေးယူနိုင်ဖို့ကလည်းခဲရင်ပါတယ်။ဒါကြောင့်လဲလူတွေကရက်တီပေးဝန်းရံပေးကြတာလူမှုရေးအရပြစ်ဒဏ်ခတ်ကြတာသို့ပေမဲ့လိန်လယ်ပြီးနမယ်ဖြတ်တာတွေအမှန်နဲ့နဲ့အမှားများများနဲ့ရောကျိတ်တာတွေလည်းရှိပြန်တာပဲဒါကတော့ရခိုင်နှုံးနည်းနည်းပပပေါ့ဒါကြောင့် အလယ်လက်လမ်းစဉ်ဟာဘမမဆိုအရေးကြီးတယ်ဆိုတာအရာပါ။ကြားနေဖို့ကြားချဖို့မဟုတ်ဘူး။အစွန်းမရောက်တာကိုပြောတာ။ဒီလိုကိစ္စတစ်ခုကြားလိုက်တာနဲ့ဘာရဲ့ညာရဲ့မသိသေးဘူး။ဝင်မဆုံးဖြတ်လိုက်ကြနဲ့။လိန်တဲ့ကိစ္စတစ်ခုလောက်မြင်လိုက်တာနဲ့လေ။တွေ့တယ်မို့လား။လီဆယ်ပြီးတိုင်နေကြတာ။အပုတ်ချနေကြတာဆိုပြီးတိမ်ကြုံမပြောပြစ်လိုက်ပါနဲ့။တကယ်မတရားခံရတဲ့သူတွေအများကြီးရှိတယ်။တတ်တွေကအရေးကြီးပဲမဲ့ တက်တယ်မရှိတိုင်းလည်းမကျူးလွန်ခဲ့တာဟုတ်မနေပြန်ပါဘူး။စူဆိုင်နဲ့ပတ်သက်ရင်လည်းဒီလိုပဲ။အခုပြောခဲ့တဲ့ရှူဒေါင်းဆိုတာကယာဂိုင်နှောင်းအဖြစ်တော့အင်မတန်နဲလိမ့်မယ်။ကိုကိုကိုတေချောင်းကြံစီတယ်ဆိုတာနဲ့ပတ်သက်လာရင်ဒါချင်းချောင်းနေတာအကြက်ကင်နေတာတကယ်လုံးမှမဟုတ်ဘူး။စတဲ့အတွေးတွေအရင်ဆုံးဝင်လာရမှာမဟုတ်ဘူး။သူပြောတာတွေနားထောင်ပေးမယ်။လိုအပ်တာကူညီပေးမယ်။ချိတ်ဆက်ပေးမယ်။ ဒါတွေအရင်ဆုံးတွေးမိရမှာလုပ်ပေးရမှာတပတ်မှလည်းကျွန်တော်ကရေးထားတဲ့ရှုထောင့်ကိုထည့်ပြီးတော့စဉ်းစားမိစေခြင်းနဲ့ပါလို့ဆိုတော့အဲ့ဒီ suicide ဆိုတဲ့ကတ်ကိုတုံးပြီးစိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတဲ့သူတွေအဲ့ဒီလိုအစိတ်တောက်ဆက်ဆံရေးမှာပိတ်လောင်ခံထားရတဲ့သူတွေတို့ကြောင့် suicide လုပ်သွားရတယ်ဆိုပြီးကိုယ်တိုင်လဲ guilty ဖြစ် လူအုပ်ကြီးရဲ့ဆဲဆူပြစ်တင်မှုကိုလည်းခံနေရတဲ့သူတွေအဲ့ဒီကနေတဆင်သူကစူဆိုက်လုံသွားကျင်တယ်ဆိုတဲ့သူတွေလည်းရှိနေနိုင်တာမို့လို့ပါပဲဒီကဘာကြီးပေါ်ကနေကိုကိုကိုတေချောင်းကြံစီမှုတွေလည်းပပျောက်သွားစေခြင်းနဲ့ ဒါကိုအသုံးချပြီးစိတ်ပိုင်းဆိုင်ရာအကြက်ကိုင်ထိန်ချုပ်ခံနေရတဲ့အစိတ်တောက်ဆက်ဆန့်ရေးတဲ့ပိတ်မိနေတဲ့သူတွေကိုလည်းအမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းမိပါတယ်ဒေါက်တာဖြိုးတီဟာ၁၈ရက်9လ2025